င်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အောင်မြတ်တာနဲ့ဆန္ဒလပြက်ခအပိုင်းဆက်လေးဖြစ်ပါတယ်ညကအလင်းရောင်မရှိတော့အောင်မဲမောင်နေပေမဲ့လေတာခွင်းအလယ်မှာတော့အတန်းတင်းကြီးမားတဲ့မိဘုံကြီးတပုံတဟုံဟုံတောင်းလောင်နေခဲ့တယ်မိဘုံရဲ့ရှိတက်တက်မှာတော့မျက်နှာအဝဲအုပ်ထားတဲ့လူတယောက်တဘိုးတစ်ချောင်းကိုစုပ်ကိုင်းပြီးရင့်နေခဲ့တယ်လို့ သူရဲ့အရှိမကတော့စုပ်ပြက်နေတဲ့အဝတ်တွေကိုတစ်ခုလုံးမပေါ်အောင်ခြုံထားတဲ့ယောက်ျား၁၀ယောက်ခန့်ရှိနေကြတယ်။သူအချင်းအကြီးကြီးတွေဆုံပြီဆိုရင်ခေါင်းဆောင်အစ်စ်မိတ်ဆက်ပွဲလေးစားလိုက်ကြရတာပေါ့။ဆိုတဲ့အတန်းနဲ့အတူဖာယာဆက်ရာတွေပါရဲ့အင်ဂျင်နဲ့လုံးကြီးကိုဝှစ်ဆင်ထားတဲ့လူတွေကအမောင်တဲကနေထွက်လာခဲ့တယ်။ရက်ကကတော့မိဘုံဘေးမှာရက်နေကြတဲ့သူတွေကိုလိုက်ကြည့်ရင်အကဲခတ်နေတဲ့အချင်း ဒီကောင်လေးကကျုပ်တို့ရဲ့အကြီးအကဲဖြစ်မယ်သူလားပြောတဲ့အတိုင်းကိုကြားလိုက်ရတယ်။ဒီကောင်လေးကကျုပ်တို့ဆောင်မြော်နေတဲ့သူပဲ။သူဒီကိုရောက်ဖို့အခက်အခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်။သူ့ရဲ့ဘဝကိုဆုံးလုပ်ခဲ့ရတယ်။ခင်ဗျားတို့ကအသက်ငယ်နေလို့ခေါင်းဆောင်အဖြစ်ပြင်မြောက်ရမှာမဝင်မရဖြစ်နေကြရဲ့မဟုတ်လား။ဟုတ်တယ်ရွာပေါင်း90ကိုကြီးကြဲရမယ်သူကအေးအချင်းမ ပြည်မပြည့်ကျုပ်တို့တည်ခြင်းနဲ့နောက်ပြီးကျုပ်တို့ရဲ့တပေါင်းနဲ့ကန့်ညီရဲ့အမှတ်သားတွေပါရဲ့လားကျောမှာဆလွင်ရင်မှာစစ်ကြပါတဲ့သူရောက်လာရင်ဖြစ်ဆန္နာလရွာကြီးတာယာဝါပြောမယ်ဆိုရင်တပေါင်းကိုပြောတာလားဟုတ်တယ်သူ့မှာဒီအမှတ်သားတွေပါမပါကျုပ်တို့ကြည့်ရမယ်ဆန္နာလရဲ့တကြီးရဲ့စကားကြောင့်ဆန္နာလမောင်ကြီးကပြက်ကကိုရွှဲယူပြီးအင်ကြီးကိုဖြေးလိုက်ရာရင်ညွတ်တက်တက်မှာဆက်ကြပုံစံအမရွတ်တစ်ခုနဲ့အတူကြောကုန်းနဲ့ဝမ်ပိုက်ကိုဆက်ထားတဲ့မျက်စလွဲကို မြင်လိုက်ရရင်ခင်ဗျားတို့မြင်ကြပြီမဟုတ်လားဒါတော့အယူအသိမပေးကြသေးဘူးလားစန္ဒလာမောင်ကြီးစကားကြောင့်ရွာသူကြီးတွေကဥကောင်းကိုညှို့ပြီးအယူအသိပေးလိုက်ကြရဲ့ဒီနေ့ဒီချိန်ကစပြီးရွာပေါင်း90မှာရှိစန္ဒလာတွေကိုပြက်ကကကြီးမှုလိမ့်မယ်ခင်ဗျားတို့ကခေါင်းဆောင်အစ်ကိုတည်တည်တည်တိုက်တဲ့အကြောင်းအရာတွေနဲ့စီမင်းစည်းကမ်းတွေပြပြပေးကြပါဒီနေ့ကစပြီးကျုံရဲ့လမ်းစဉ်ကို16ရမှာမလို့ခမားတို့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ဆန္ဒလာမောင်ကြီးက ပြက်ကနဲ့ရွာသူကြီးတွေကိုနှုတ်ဆက်ပြီးအလင်းမပုံထားတဲ့အမိပုံတွေကိုတိုးဝင်ကပြောက်ွယ်သွားခဲ့တယ်။ဒီမြင်ကွင်းကြောင့်အန်အောနေရဲ့ပြက်ကအနည်းကိုစုပ်ပြက်နေတဲ့အဝယ်စားဝတ်ထားတဲ့လူကြီးတယောက်ရောက်လာပြီးလူလေးအန်အောသွားလာလား။ဟုတ်တယ်အဖဒီလူကတာမန်လူမဟုတ်ဘူးထင်နေနော်။ဆန္ဒလာမောင်ကြီးက တောင်းစားတဲ့ဘဝကနေဆရဏကျင့်ရှင်တွေကျင့်ကြံပြီးပေါ့မြောက်သွားတဲ့သူပဲလူလေးလေးသူ့ချေအားကိုနင်းနိုင်မှာပါအခုတော့လူလေးတီးတင်းတီးထိုက်တဲ့အရာတွေကိုတင်ပြပေးမှမို့အပါတို့နဲ့လိုက်ခဲ့ပါအသားရည်ရွတ်တော်နေတဲ့လူကြီးကသူ့ရဲ့လက်ကျန်းကြီးနဲ့ရက်ကကိုဆွဲပြီးတစ်ပင်တန်းပေးမှရှိတဲ့လမ်းကြားလေးတွေကိုခေါ်ဆောင်သွားခဲ့တယ်တုံလာကန်ကြတော့အခါအကိုတို့မတို့ပြီးမှစတော့ရမယ်ဘဝမို့နေမြမစိုးလူပေးကြပါခင်ဗျာတနားစီရထပေါ်လာတဲ့အတန်းကြောင့်ဖျားဖို့ကားပေါ်မှာရှိတဲ့လူတွေက မိမိတို့မှာပါလာတဲ့မိုဘိုင်းတင်ရေးစာနဲ့ငွေအကျွေးချိုးကိုထုတ်ယူကခွက်တီရဲကိုထည့်ပေးလိုက်ကြတယ်။ဟိနေဆိုနင့်ခွက်ကငါမျက်နှာလာထိတော့မင်းကွာ။နင်ကဘာလို့အတင်းတိုးနေရလဲ။တရားလူတွေကငါ့ကိုပေးရကွာ။အောင်မနင်ကနောက်မှရောက်ပြီးလူဘမောဝါနေဒီနေရာကငါ့နေရာကွာ။ဖျားဘူးကထွက်သွားတဲ့အချိန်တယောက်နဲ့တယောက်စကားများနေတဲ့သူတွေကိုအညာဆောင်ပါတစ်ထည်ချုံထားတဲ့လူတယောက်ကစိုက်ကြည့်နေခဲ့တယ်။သူ့ဘေးမှာတော့လူလက်ပိုင်းရယ်ယောက်ျားနဲ့ယောက်ရှိနေပြီးနှစ်ယောက်လုံးရဲ့လက်ထဲမှာတော့ ရှာနှစ်တာတို့တချောင်းစီခြင်ထားကြတယ်ဒီနေမီကဘသူအပိုင်လဲအညာဆောင်မချုံထားတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူကဘေးကိုတိုးကပ်လာပြီးဥဆောင်ဝင်နေမီတဲ့ပါဆရာဥဆောင်ဝင်ကအချမ်းမရေးမကောင်းလို့အဲ့ရတွေကမထနိုင်ဘူးမဟုတ်လားဒါကြောင့်ဒီကောင်တွေရင်ဖြစ်ရတာနေမင်း ဟုတ်ကဲ့ဆရာဥဆောင်ွေရှင်ရင်အခုလိုမလုပ်ရဲကြဘူးရင်ဖြစ်နေတဲ့နှကောင်ကိုဖျားပူရီမမြင်တဲ့နေရာစီခေါ်လာခဲ့ကြဆောင်းချုံထားရဲ့လူကတပုတ်ကိုပကုံးပေါ်ထမ်းပြီးကားလမ်းမှာပဲကလမ်းသွေးလေးတစ်ခုတည်းကိုဝင်သွားခဲ့လိုက်ကြတယ်မချခင်ချိန်တိုးတွင်တယောက်နဲ့တယောက်ထိုးကြိတ်ထားလို့ဖူးရောင်နေရဲ့မျက်နှာနဲ့ရှေ့ကိုရောက်ချလာခဲ့ရင်ခင်ဗျားတို့ကဘသူတွေလဲကျုပ်တို့ကိုဘာလို့ဆွဲခေါ်လာရလဲဆိုတာပြောစမ်းအောင်မမင်းတို့ကလည်းပြင်ပြရတယ်ရှိတယ်အခုမင်းရှိမှထိုင်နေတဲ့သူကဘသူလဲတိလား ကြည့်လို့ရောဘာလို့ရမှာလဲချစ်ကန်ကန်ပြန်ပြောလိုက်တာကြောင့်တင်းကုတ်ပေါ်မှာထိုင်နေတဲ့လူကမောင်တန်ဘူးကြီးငါတို့စီကန်အရာဖျားဖို့အတဲ့တွေရှိမှရင်ဖြစ်စကားများကြီးဘာပြစ်တင်ပြရလဲတောင်းရှာခွင့်ကိုတလားတတိပိတ်သိမ်းပြီးချိန်တန်ဆယ်ချက်ပြပေးရပါတယ်ဆရာအေးဟုတ်တယ်အခုဒီကောင်တွေကစီကန်ကိုဖောက်ပြတာကြောင့်ချမှတ်ထားရဲ့ပြစ်တင်တိုင်းတန်ပေးလိုက်ခခမားကရွာသူကြီးချုပ်လာဟိကောင်စကားမများနဲ့တစ်ပင်ကိုဖတ်တဆန်းမောင်တန်ဘူးကရင်ဖြစ်တဲ့သူနဲ့ကိုတစ်ပင်မှာဖခိုင်းပြီးလက်ထက်ခိုင်ထားတဲ့ရှာနှစ်တုံးနဲ့ဖြောင်းတစ်ဖြောင်းဖြောင်းမြင်အောင်ရိုက်ပါလို့ အမလီအဖလီအိုနေတဲ့အတန်ကြောင့်ကားလမ်းမပြီးမှရှိနေတဲ့စန္ဒလာတွေအားလုံးလမ်းချားတွေကိုပြေးဝင်လာခဲ့ကြတယ်။အားလုံးကြည်ထားကြနောက်တစ်ခါဖျားဘူးတွေရှိမှအချင်းချင်းရန်ဖြစ်စကားများတာပဲဖြစ်ဖြစ်ရန်ဖြစ်တာပဲဖြစ်ဖြစ်အခုလိုအပြစ်ဒဏ်ခံရမယ်။ တင်ငုတ်တော်ပေါ်မှာထိုင်နေတဲ့သူက လက်ထဲကင်ထားတဲ့တဘိုးကိုမြေကြီးပေါ်ထောင်ပြီးပြောလိုက်ရာရဲ့ကြည့်နေတဲ့သူတွေထဲကနေတဘိုးအစွန်းနှစ်ဖက်ကိုရွှေချထားပါလားဒါဒါကရွာသကြီးချုပ်ပဲဟေးအယူအသေးပေးကြရွာသကြီးချုပ်ဆိုတဲ့စကားကြောင့်ရောက်လာတဲ့သူတွေအားလုံးဥကောင်းကိုညုံကအယူအသေးပေးလိုက်ကြတယ်အားလုံးတောင်းလို့အဆင်ပြေကြလားပြေတယ်လို့တော့မဟုတ်ပါဘူးဆရာရေရတဲ့အခါလေးရမရတဲ့အခါလေးရှိတာပေါ့တမကြီး ဒီမှာရှိတဲ့သူတွေကိုစံတပြေဘိုးစာကြာတင်ငွေပေးလိုက်အောင်ဟုတ်ကဲ့ဆရာ အခုပဲဝေပေးလိုက်ပါမယ်မောင်တမဆိုတဲ့သူကအိတ်ခဲကနေငွေစက်ကိုတစ်ချက်ဆွဲထုတ်လိုက်ပြီးတယောက်ချင်းစီဝင်ကပေးနေတဲ့ချိန်ကျုပ်အတွက်ကတော့စံတပြေဘိုးစာမရဘူးနော်စံတအိတ်စာမရမယ်ဆိုတဲ့အတန်းထွက်လာခဲ့တယ်အဆိုပါအတန်းကြောင့်တင်းငုတ်တော်ပေါ်မှာထိုင်နေတဲ့သူကမျိုးလုံးကိုဝိမိကြည့်လိုက်ရာအညိုရောင်ဖြင်ချမ်းအင်ကြီးကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ် ဆက်ဆရာပါလားဘယ်ကနေရောက်လာတာလဲမင်းစီပဲလာခဲ့တာလေဘလို့လဲဘဝအစ်စ်မနေသားကြနေပြီလားကွာဒီလိုပါပဲဆရာရဲ့မောင်တပ်ဘူးရေဟိုလူတွေကိုကို့နေရာကိုတွားခိုင်းလိုက်တော့ဟုတ်ကဲ့ဆရာမောင်တပ်ဘူးကဘေးမှာဝိုင်းနေကြတဲ့သူတွေကိုကို့နေရာကိုပြန်ကြဖို့ပြောတဲ့အချိန်သူတို့ကဘသူတွေလဲပြက်ကဆရာနဲ့မိတ်ဆက်ပြရအောင်မင်းသူ့နာမည်ကမောင်တပ်ဘူးလို့ခေါ်တယ်သူကတော့မောင်တမားတဲ့ရွာလူကြီးနှစ်ယောက်ရဲ့သားတွေပေါ့မင်းကတဲဟုတ်ပါလား တန်မှုနဲ့ဂျမရေဒါကငါဆရာနာမည်ကအောင်မြတ်တာလို့ခေါ်တယ်မင်္ဂလာပါဗျဆရာကကျွန်တော်တို့ကိုဆရာကြီးအကြောင်းတွေပြောပြဘူးတယ်လူကိုယ်တော့အခုမှပဲမြင်ဘူးတယ်အိမ်စကားတွေပြောပုံကြည့်ရတာမင်းတို့ကလည်းခေတ္တမဟုတ်ဘူးပဲတမန်နဲ့တန်ဘူကဇန်အောင်မြတ်တာလေဆရာစူးစမ်းကြပေါ့ကွာဒီလိုအလုပ်လုပ်ရလို့ တိမ်ငယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးရိုးစင်စဲချိန်စားကြောင့်သာဒီအလုပ်လုပ်နေရတာဆရာသိပါတယ်မတိမ်ငယ်ပါဘူးဆရာဒီအလုပ်ကိုလုပ်ရင်လူတွေရဲ့စိတ်ကိုပို့ပြီးတိလာရတယ်အတွေ့အကြုံရတာပေါ့ဒီမှာရဲ့စကားကြောင့်အောင်မြတ်တာကပြုံးလိုက်ပြီးရက်ကတက်ကိုလှဲတာရက်ကကြီးဒီညကစပြီးမင်းကားစီလာခဲ့ရမယ်ဆရာကပမာနေတာလေကျက်ရဲ့တွင်စီဒီကိုကြည့်တယ်မဟုတ်လားအဲ့ဒီမှာနေနေတာတိတယ်ဆရာညချင်ရင်ကျွန်တော်လာခဲ့ပါမယ်ဟိုလေသူတို့ကိုရောခေါ်လာခဲ့လို့ရလား ကြရလေခေါ်လာခဲ့ပေါ်အောင်မြတ်သားကြောင့်ဘက်ကဝန်းသာသွားပြီးမိမရှိနေတဲ့တံမူနဲ့တမကိုလှမ်းကြည့်လိုက်တယ်။ညဦးပိုင်းအချိန်မှာတော့ကြက်ရတွင်စီရီပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောင်တွေထိန်းထိန်းလင်းနေခဲ့တယ်။စီရီရဲ့ရင်ပြင်မှာတော့အောင်မြတ်သားနဲ့အတူရက်ကတမနဲ့တံမူတို့ထိုင်းပြီးစကားစင်ပြီးပြောနေခဲ့ကြတယ်။ ဆရာကျွန်တော်ဒီညဘာလုပ်ရမလဲရက်ကစကားကြောင့်အမြင့်သားကလွယ်အိတ်ထဲကနေမိုင်းကင်စက်ကိုခဲတံပေးတံတို့ကိုထုတ်လိုက်ပြီးဒီညမှာတော့အခြေခံအင်းရေးဆွဲနည်းကိုသင်ရမယ်ဒါကြောင့်အင်းဆွဲတဲ့အခါဘလို့အချက်တွေကိုလိုက်နိုင်ရမယ်ရှောင်ရှားရမယ်ဆိုတာအရင်သိထားရမယ်လို့ပြောကအင်းဆွဲရာတွင်လိုက်နိုင်ရမယ်ဆောင်ရဲဆောင်ရဲအချက်တွေကိုအသေးစိတ်ပြောပြခဲ့တယ်ဒီစီအချက်တွေကိုပြောပြပြီးတာနဲ့အင်းဆန်ထဲတဲ့အခါယူဖက်ရမယ်ဂါရာတွေကိုစာအုပ်မှာရေးမှတ်စေပြီးစက်မှတ်စေခဲ့တယ် ရက်ကလည်းအောင်မြတ်သားတင်ရတဲ့အတိုင်းလိုက်မှတ်ခဲ့သလိုတံပူနဲ့တံမာကလည်းဘေးကနေမှတ်သားနားထောင်ခဲ့ကြတယ်။ဒီလိုနဲ့ဆေးရလောက်အကြာမှာရက်ကတရအခြေခံအင်းဆွေနီနဲ့အင်းစံထဲနီတွေကိုတက်မြောက်သွားခဲ့လို့လေးကွက်အင်းကိုလည်းပိုင်နိုင်စွာရေးဆွနိုင်ခဲ့တယ်။ ။တလားပြည်ရင်းနေမှာတော့အင်ကွက်တွေရင်းစင်နေတဲ့အချိန်တကူလုံးဖုံအလူးလူးပေးရင်းနေတဲ့အသက်80အရွယ်အဖူအိုတအိုဇေဒီဘော်ကိုတက်လာတာမြင်လိုက်ရတယ်။အဖူအိုကအောင်မြတ်တာကိုရောတံပူနဲ့တမကိုရောလုံးဝမကြည့်ပဲတထွားတတရှိတဲ့တသားပိုင်းစာလေးကိုရက်ကပြီးမှချပေးပြီးပြန်ထွက်သွားခဲ့တယ်။ ရက်ကလည်းရင်းခွက်ဆွဲပြတာနဲ့တတပိုင်းစာလေးကိုယူပြီးအောင်မြတ်သားစီပြလိုက်ရဒါကအဖိုးမဖြစ်နိုင်နဲ့မန်ချိုးတဘိုးပဲမန်ချိုးတဘိုးဟုတ်လားဆရာကျွန်တော်အခုမှပဲကြားဘူးလေတမန်နဲ့တန်ဖိုးရောမန်ချိုးတဘိုးကိုကြားဘူးကြလားအဖိုးလို့ပြောတာတော့ကြားဘူးလေဆရာ သူတပါးပေးလူထားရဲ့ပစ္စည်းတွေကို မနိုင်နိုင်လို့တဘိုးနဲ့ထမ်းတဲ့အချိန်ကျိုးတဲ့အပိုင်းအစကိုခေါ်လာမဟုတ်လားဟုတ်တယ်ကွဒါမျိုးကအင်မတန်မှရခဲ့တဲ့ပစ္စည်းပဲ အခုလာပေးတာကလည်းမျက်ကတယောက်တည်းကိုပေးခဲ့တယ်ဆိုတော့သူနဲ့ပဲထိုက်တန်တယ်လို့မှတ်ယူရမယ်ဒီလိုမန်ချိုးတပိုးကိုဘယ်လိုဆောင်ရမလဲဆရာဆောင်ရမယ့်ပုံစံကိုငါလုပ်ပေးမယ်အောင်မြတ်သားလည်းလွယ်အိတ်ထဲကနေခဲနှံချုံတာကိုထုတ်လိုက်ပြီးမန်ချိုးတပိုးကိုပုဖဲ့ဒီဖဲ့နဲ့လှုပ်လိုက်ရမကြခင်အချိန်အတွင်းလူတယောက်ရက်နေတဲ့ဟန်ရှိရဲ့ဘဘူးရုပ်တရုပ်ဖြစ်လာခဲ့တယ်ဒီအယုတ်ကမတင်ကရုပ်လို့ခေါ်တယ်မတင်ကရုပ်ထုမယ်ဆိုရင်လက်ဝဲဘက်မှာခွက်ကိုင်းပြီး တောင်းနေဟန်လက်ရဘကတဘိုးနဲ့အိတ်ထန်းနဲ့ဟန်ကိုပြင်းပြင်းအောင်ထုတယ်ပြီးရင်မတင်ကကာရရွပြီးတိတ်တိတ်တင်ရတယ်အောင်မြတ်တာက မတင်ကားရုပ်ကိုလက်မကင်ပြီးကာရာတပုတ်ကို38အုပ်ဆုပ်လိုက်ရာဇေဒီမှာရှိတဲ့ဆဲလဲအားလုံးကလည်းတချင်းချင်းလှုပ်ခတ်သွားတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒီအစီရင်ကမတင်ကားအစီရင်နဲ့မင်းနဲ့ထိုက်တန်လို့ရတာဖြစ်လို့ကိုနဲ့မကွာဆောင်ထားလို့ပြောပြီးပြက်ကကိုကန့်ပေးလိုက်တယ်။ပြက်ကလည်းမတင်ကားရုပ်ကိုကန်လိုက်တဲ့အချိန်ကျန်ရှိနေတဲ့မကြိုးတပုတ်အပိုင်းစားတွေကရုပ်တရက်ဆိုသလိုမီးဟုံဟုံတောက်လာပြီးပြာမှုတောင်မချင်ပဲပြောက်ွယ်သွားခဲ့တယ်။ ဆရာခုနကစီရီပေါ်တက်လာတဲ့အဖိုးကဘသူများလဲသူကဘာလို့ကျွန်ုပ်ကိုဒီလိုပြစ်စီပေးရတာလဲပြက်ကငါအမြင်မင်းတို့အလုပ်တစ်ခုခိုင်းမိခင်နေပြက်ကငါအမြင်တော့ မင်းကိုအလုပ်တစ်ခု ခိုင်းပြီးထင်နေဘလို့အလုပ်မျိုးလဲဆရာ9ရက်သားသမီးစီကရတဲ့ညာနဲ့9ရက်သားသမီးကိုပြန်လို့တဲ့အလုပ်မျိုးထင်နေဒါကြောင့်မတင်ကအဆောင်အတွက်အရေးပါတဲ့ပစ္စည်းလာပေးသွားတာဒါကြောင့်မနေ့ပြန်အယုံတက်တာနဲ့အရေးတကာလဲ့ပြီးတောင်းစားရမယ်တောင်းစားလို့ရလာတဲ့ငွေတွေပစ္စည်းတွေနဲ့9ရက်တိတိအလုပ်လုပ်ရမယ်ဆရာပြောသလိုကျွန်တော်လုပ်ကြည့်မယ်မနေ့အယုံတက်တာနဲ့ကျွန်တော်တို့စထွက်မယ်ဆရာတခုတတိပေးချင်တာကမင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲအလုပ်လုပ်ရမှာနော်ဒါကြောင့်တမန်နဲ့ ံပူလို့ရတဲ့ပစ္စည်းကိုမင်းထင်မယုံမိစေနဲ့ဟုတ်ကဲ့ဆရာကျွန်တော်သတိထားပါမယ်ဖြစ်ကလည်းမဒင်ကရုပ်ကလေးကို စုပ်ကိုင်းကဂရီပေးလိုက်ပြီးရင်ပြင်ပေါ်မှာကြောဆန့်ချလိုက်တယ်။အာယုန်တဲ့အချိန်မှာတော့တက္ကရူ၃ရက်ဇီရီပေါ်ကနေစတင်ထွက်ခွာခဲ့ကြရာမနဲ့နေတခင်မနဲ့နေထန်းတပြားမရောက်ခင်မှာပဲပြက်ကပြက်ကရဲ့ခွက်ထဲမှာငွေတွေပြည့်သွားခဲ့တယ်။ မတင်ကအယုတ်ကလေးရဲ့အစွန်းကြောင့်လမ်းသွားလမ်းလာရတွေကအစာခီးသွားတဲ့အဆုံးပြက်ကရဲ့အတန်ကြာတာနဲ့ပတ်စံနဲ့မုတ်ပဲတရေစာတွေလှူကြတဲ့အတွက်တန်ပူနဲ့တန်မာတို့နှစ်ယောက်တယောက်နဲ့တယောက်တယောက်မျက်နှာတယောက်ကြည့်ကအံ့ဩခဲ့ကြရတယ်။ဆရာအိတ်ထဲမှာမုတ်ပဲတရေစာတွေပြနေပြီ။ဘယ်လိုလုပ်ရမလဲ။အလူမာလိုတာကငွေပဲဆိုတော့သူကလွဲပြီးကျန်တာရင်းကိုအခြားသူတွေစီပြန်လှူကြရအောင်။ပြက်ကစကားကြောင့် တမန်နဲ့တန်ဖိုးတို့လည်းဘုဘဲတီအစားတွေကိုဘဝတူဆန္ဒလာတွေကိုပြန်လည်ဝင်ပြပေးခဲ့ကြတယ်။ဒီလိုနဲ့အလင်းရောင်ရှိတဲ့အချိန်မှာတောင်းစားလိုက်အလင်းရောင်ပြောက်တဲ့အချိန်မှာအင်းစမကြီးဆွဲလိုက်နေနေခဲ့ရ။ငါးလားလောက်အရောက်မှာတော့အလူအတွက်လုံလောက်တဲ့ငွေတွေကိုစူဆောင်းလာမိတယ်လို့အင်းစမပိုင်းမှာလည်းကိုးကွက်အထိတက်ရောက်လာနိုင်ခဲ့တယ်။ဒီလိုနဲ့ခုနလပြည့်တဲ့နေ့မှာတော့ရွာပေါင်း90ရဲ့အလေးဘဟုမှရှိတဲ့ လန်ထောက်ရွာမှာဖြစ်ကရဲ့အလူပွဲကိုစတင်ကျမခဲ့တယ်။ခုနှစ်ရက်ခုနှစ်လီကျွေးမွေးရဲ့အလူဖြစ်တဲ့အပြင်နေရောညပါကျွေးတာကြောင့်ဖြစ်ကရဲ့အလူကအချားရွာတဲ့အထိပါကြော်ကြားသွားခဲ့တယ်။အလူ၃ရက်မြောက်နေ့မှာတော့တာမန်လူတွေမလာခြင်းနဲ့ဆန္ဒလာရွာတွေကို၆ဘင်းကားတစီဝင်ချလာခဲ့တယ်။တမိုင်းရွာတွေကို လမ်းမှားပြီးဝင်လာတာထင်တယ်။လမ်းတွားပြပေးလိုက်အောင်အလူကိုကြီးကျက်နေတဲ့ပြက်ကစကားကြောင့်တမကချုပ်ပင်းကားရှိရာကိုခတ်တုတ်တုတ်ပြေးသွားခဲ့တယ်။ခဏနေရောဦးရဖိုင်ရနဲ့ပြန် ဆရာဆရာကားကလမ်းမလာတာမဟုတ်ဘူးဒီကိုပဲလာတာလို့ပြောတယ်နောက်ပြီးအလှရှင်ကို တွေ့ကျင်လို့တဲ့တမစကားကြောင့်ဖြစ်ကနဲ့အညာဆောင်မတထေကိုချုံးပြီးလိုက်သွားခဲ့တယ်။ကိုရောက်တော့ကားပေါ်ကနေရွှေရွှေညွန့်အောင်ဝတ်ထားတဲ့မိမတယောက်ဆင်းလာပြီးရှင်ကဒီအလှကိုဥဆောင်ခဲ့တဲ့သူလားဟုတ်ပါရဲ့ဗာများဖြစ်လို့ပါလေအလှအတွက်ဆန်အိတ်တွေလာလို့တာပါ ဗျာကျွန်တော်တို့အလူမခံထားပါဘူးနော်အလူမခံထားပါဘူးရှင် အခုကအိမ်မက်ပေးလို့လာလို့လာပါဘလို့အိမ်မက်မျိုးပေးလို့လာလို့လာလဲဗျကျမကအညာဦးမျိုးပေါ်မှာဆန်ဆိုင်ဖွင့်ထားပါတယ်တရက်မှာတော့ဆိုင်လေးကိုအသက်80အရွယ်အဖိုးအိုတယောက်ဝင်လာပြီးလမ်းထောက်ရွာမှာအလူတစ်ခုလုံနေရယ်ငါသမီးဆန်သွားလူကြီးလို့ပြောပါလေရောကျမလည်းလမ်းထောက်ရွာဆိုတာမကြဘူးလို့မိမိရော်ရော်နေခဲ့တယ် အဲ့ဒါမင်းညကအိမ်မထဲကိုဆိုင်ကိုလာသွားတဲ့အဖိုးအပြင်ရောက်လာပြီးအိမ်ရနိုရာနဲ့ဆန်အိမ်၃၀အမြင်သွားလို့လို့ထပ်ပြောလာခဲ့တာကြောင့်ကျမမင်းမြန်ရင်ရောက်လာခဲ့တယ်ကျမရဲ့အလူကိုလက်ခံပေးပါနော်ကောင်းပါပြီဗျာအလူရှင်တွေလည်းစီးပွားရေးဒီအလာတို့တက်ပါစီဆူတောင်းပေးပါတယ်ပြက်ကလည်းအလူရှင်တွေရဲ့ဆန္ဒအတိုင်းဆန်အိမ်တွေကိုလက်ခံပြီးခမင်းချက်တဲ့တဲဘက်ကိုပို့ဆောင်ပေးခဲ့တယ်ဒါကိုမြင်တဲ့အောင်မြတ်သားကပြက်ကအနာလာပြီးဘလို့လဲပြက်ကမရင်ကယုတ်ကဘလို့စွန်းနေဆိုတာယုံကြည်မဟုတ်လားလို့တီတိုးပြောလိုက်တော့တယ် ခုနှစ်ရက်ခုနှစ်လေးအလှူပေးပြီးရညမှာပဲအောင်မြတ်သားကပြက်ကကိုခေါ်ပြီးပထမအဆင့်ဆန့်သက်မှုကတော့အောင်မြင်ခဲ့ပြီဒါကြောင့်အခုထပ်လုပ်ရမယ့်ဒုတိယအဆင့်ဆန့်သက်မှုဖြစ်တဲ့တမထစိတ်ဆွမ်းအားကျင့်စဉ်ပဲတမထစိတ်ဆွမ်းအားကျင့်စဉ်ကဘယ်လိုလုပ်ရမှာလဲလှူဆောင်ရမယ့်နည်းလမ်းတွေကအများကြီးရှိတယ်မင်းနားလေးအောင်ပြောရရင်တမထဆိုတာအာယုံစူးဆိုင်မှုကိုတည်ငြိမ်အောင်လှူဆောင်ရတဲ့အရာပဲဖြစ်တယ်ဒါကြောင့်တရားပဲထိုင်ထိုင်ပရိပဲစိတ်စဉ်အင်းမဲဆွဲဆွဲကိုစိတ်တရားလှုပ်လို့ရတယ် ကျွန်တော်ကအင်ကွက်ဆွေးရကိုပုံသဘောကြရင်ဒါကြောင့်အင်မဲဆွေးမယ်ဆရာဒါဆိုရင်အင်ကွက်ဆွေးတဲ့အချိန်မှာကိုစိတ်ကိုဘလောက်ကြည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်ကြရတာပေါ့ဒီကလည်းဒုတိယခြေစဉ်ဖြစ်တဲ့စိတ်ဆွေးအခြေစဉ်ကိုကျဲ့ရတွင်စီဒီမှာပဲစတင်လေ့ကျင့်ခဲ့တယ်စိတ်ကိုကြည်ငြိမ်အောင်ထားတဲ့အလုပ်က လွယ်မရောက်တဲ့ခက်တဲ့အတွက်ချက်ကွယ်ဝင်စီဒီတဆူကို၃လတိတိကြအောင်ရေးဆွဲခဲ့ရတယ်။တက်ကကနေရညပါအင်းဆွေးနေချင်းစားရည်တောင်ရည်ကိုတက်မနဲ့တက်ဘူးကတာဝန်ယူပေးခဲ့တယ်လို့အောင်မြတ်သားကလည်းအနားမှာနေပြီးအနိကက်ဆောင်ချက်ပေးခဲ့တယ်။ဒီလိုနဲ့6လတီတီပြည့်တဲ့ညမှာတော့အင်းခွေရေးရှင်းနေတဲ့အချိန်ချက်ရဲ့တွင်စီတီရဲ့ဘီပပက်လင်းမှာကဆုံကပ ။တဆုံပေါက်ပြီးပြေးလွှားနေတဲ့မြင်းဖြူတရောင်ကိုမြင်းဖြူတကောင်ကိုမြင်တွေ့လိုက်ရတယ်။တကူလုံးဝါကုန်းဆိုင်ပမာ ဖွေးဆွတ်နေတဲ့မြင်းဖြူကြီးကစီရီကိုလက်ရရစ်ပနေရင်ရုတ်ချီးဆိုသလိုပိတ်ဖြူဝစ်ထားရင်တက်လက်ပိုင်းလူငယ်တယောက်အဖြစ်ပြောင်းလဲသွားတယ်။ချက်ကလည်းပဝင်းချင်မှာဖြစ်ဖြစ်နေရရကိုလွတ်လွှရှူပြီးအင်ကွက်ကိုပြီးဆုံးအောင်ရေးဆွဲပြီးတဲ့အချိန်မှာသူ့ဘေးမှာပစစ်ထုတ်ထိုင်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါလူကပြက်ကကိုမြေတောင်မခတ်တန်းစိုက်ကြည့်ပြီးဆရာသူ့ကိုမှတ်မိပါသလား။သူ့မှတ်မိဘူးတင်ကဘသူပါ ါလေချုပ်ကဆီယာလူဘဝရောက်သေးကတက်တော်မြူစီဒီမှာစောက်ဆိုင်နေရတဲ့ဝါကုန်းဖြူလေးဆရာခမည်းကတက်တော်မြူစီဒီမှာမြင်ခဲ့ရတဲ့နင်းဖြူလားဟုတ်ပါရဲ့ဆရာအခုတော့ဆရာရှင်ရဲ့အရက်ကိုရောက်လာခဲ့ပါပြီ ဒါကြောင့်မကြခင်ချိန်မှာဆရာကိုကျောထက်မှာတင်းပြီးလိုရခင်ကြီးကိုပို့ဆောင်ပေးပါမယ်။အခုရောပို့လို့မရဘူးလား။ကျုံလန်ထောက်ရွာဘက်သွားဆရာရှိသေးတယ်။ဆရာအနေနဲ့ပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိနေသေးတယ်မလို့အခုတော့မရသေးပါဘူး။ဒါကြောင့်စိတ်အေးချမ်းသာစွာဆက်လက်ချင့်ကြံပါလို့အကြံပြုပါတယ်။ကောင်းပါပြီ။ကျုံရဲ့ရီမန်းချက်တွေပြည့်စုံလာနဲ့ခမားကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိဟဲ့။ဒါကြောင့်ခမားနဲ့ကိုအစီအရေးနေရာမှာနေပါ။ကျုံလည်းလှုပ်ရှားရှိရာဆက်လုပ်နိုင်အောင်မေး။ကျကကပိတ်ဖြူဝဲ သူကိုပြုတ်ပြေးတာနဲ့ရေးဆွဲဖို့ကျန်နေတဲ့အင်ကွက်အချို့ကိုစိတ်နှခံထက်မှန်ရေးဆွဲခဲ့တယ်။ချစ်ရတွင်စီဒီမှာဒုတိယချစ်စဉ်ကိုတနည်းတတိကျင့်ကြံပြီးချိန်မှာတော့ကျင့်ကြံပြီးချိန်မှာတော့အမည်အချို့နဲ့အကြအချို့ကိုစတင်ပေါင်းမြောက်လာခဲ့တယ်။အလားတူအင်စမရေးဆွဲခြင်းအပိုင်းမှာလည်းအောင်မြတ်တာမျက်နှာလွင်ရတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ဖြစ်ကားကပျောကကုလေလန်းစဉ် ထက်အစ်စမအဆောင်ရောက်လောက်တာကိုပိုနှစ်သက်တာကြောင့်အားတဲ့အချိန်တိုင်းစာအုပ်တအုပ်ကိုစမအသည့်တွေရေးဆွဲခြင်းအသက်သွင်းခြင်းလုပ်ငန်းတွေကိုတာလိချင်ခဲ့တယ်။ခေတ်ပညာတတ်လူငယ်တယောက်အဖြစ်ကနေလာတဲ့သူမျိုးဒီကရေးထားတဲ့စမတွေကစီစနစ်ကျပြီးအလွန်တည်တည်လှပခဲ့တယ်။ဒါကြောင့်လဲအမြတ်တာကသူ့တပည့်တွေထဲမှာဖြစ်ခဲ့စမဆွဲဟန်ကအတော်ဆုံးနဲ့အသေးအဆုံးလို့တောင်ချီးကျူးခဲ့တယ်။တရက်မှာတော့အမြတ်တာတို့နေတဲ့ချက်ရက်တွင်စီစီ ကိုတရောင်းစားလင်မယားနှစ်ယောက်မယောင်မလေးနဲ့ရောက်လာခဲ့ပါတယ်အဆိုပါလင်မယားကပြက်ကကိုမြင်တော့ဝန်သားအာရနဲ့အနာကလာကအိမ်မထဲကတိုင်းပါပဲလားရှင်မလို့လဲကိုသားပြောဒီစီဒီကိုလာရင်ထူးခြားမယ်လို့မပြောဘူးလားဟဲ့ဟိုလင်မယားနင်တို့ဘာပြောနေကြတာလဲဒီလိုပါရှင်ကျမတို့ကမန္တလေးဘက်မှာတောင်းရင်စားတောက်ကြတဲ့သူတွေပါအခုကိုဝင်လွှဲထားတဲ့ကလေးကအိမ်မပေးလို့ဒီစီဒီကိုမဖြစ်ဖြစ်နဲ့နင်းနဲ့ရောက်အောင်လာခဲ့ကြတာပါ ဘလို့အိမ်မက်ပေးရတော့ပြောစမ်းမအောင်အိမ်မက်ထဲမှာပစိုးကွင်းတိုင်းထားတဲ့ကလေးတယောက်ကသူ့ကိုကြက်ရက်တွင်စီဒီကိုပို့ပေးပါလို့ပြောတယ်။ဒီလိုအိမ်မက်မျိုးကဂျပန်ကိုသုံးလေးချိန်လောက်မနေတာမို့လင်မယားနှစ်ယောက်လည်းကြက်ရက်တွင်စီဒီအကြောင်းစုံစမ်းရင်းဒီကိုရောက်လာခဲ့တာပါ။မိမဖြစ်သူရဲ့စကားကြောင့်ပြက်ကကအောင်မြတ်တာကိုလှမ်းကြည့်လိုက်ပြီးဒီကလေးကကျွန်တော်တို့နဲ့ရေဆက်ပါလားမသိဘူးစရာ။ ရေဆက်ပါလို့မင်းစီခေါ်လာတာပေါ့သူ့အတွက်အဆင်ပြေအောင်တခုခုစီစဉ်ပေးလိုက်အောင်အမြတ်တန်စကားကြောင့်ဖြစ်ကလည်းလင်မယားနှစ်ယောက်ကိုချီးပြီးမင်းတို့ကဒီအရက်ဒေတာမှာတောင်းရန်စားတော့ကြမလို့လားလုံးလုံးစေရောကြုံတယ်လို့ပေါ့ရှင်မင်းတို့အနေနဲ့အိမ်မက်ထဲကအတိုင်းဒီကိုရောက်လာတာနေတဲ့ဆွဲလုံးသားမှမဟုတ်ပဲဒါကြောင့်ခလေးအတွက်ကျုပ်လက်ဆောင်တခုပေးလိုက်မယ်ဖြစ်ကကသူ့ရဲ့အဝတ်ထုံးအောက်မှာထည့်ထားတဲ့စာအုပ်ထဲကနေစမအခရာတွေကိုမတင်ကရုပ်တုအတိုင်းပုံဖော်ထားတဲ့စာရက်တရက်ကိုညီညာစွာ ွားဆုပ်ဖြဲပြီးကမ်းပေးလိုက်တယ်။ဒီစာရွက်ကိုအခေါက်တိတိလေးဖြစ်အောင်လိပ်ပြီးယောက်ျားဖြစ်သူရဲ့လေးဘေးမှာဆွဲထားလိုက်။ကလေးမွေးရင်တော့ကလေးရဲ့လေးဘေးမှာကျုပ်လေးနဲ့ဆွဲထားပြီးဟုတ်ကဲ့ပါဗျာကျုပ်တို့တင်ချာတင်ထားပါမယ်။မင်းတို့လည်းခီးဝေးကလာရတာဆိုတော့ဒီမှာရဲ့အနေငယ်နားလိုက်ပါအောင်။ဒီမှာနေတဲ့ကာလအတွင်းတော့တန်ဖိုးနဲ့တန်မာကလိုအပ်တာတွေလာပို့ပေးလိမ့်မယ်။ ခက်ကလည်းလေမြန်းနေအတွက်နေရာချပေးပြီးသူ့ရဲ့မူလနေရာစီကို ပြန်ထွက်သွားခဲ့တယ်။ညအချိန်ရောက်တော့အမြတ်တာကခက်ကအနာကိုလာပြီးမိအနေနဲ့ဒုတိယအချင်းစင်ချင်တာဘလောက်ကြပြီလဲ။တနည်းကျော်လောက်ကြပြီအစင်ဟာ ဘာတွေတိမြင်ရပြီလဲအမြင်အကြာချိုးတော့ရနေပါပြီနောက်ပြီးစမတော်တော်များများကိုလည်းလက်တန်းရေးနိုင်နေပါပြီဒါပဲလားနောက်ထပ်ဘာတွေရှိသေးလဲကျွန်တော်တက်မြောက်ထားတာအကုန်ပါပဲဆရာစိတ်ဆွမ်းအားကျင့်စဉ်မှာအရေးကြီးဆုံးတစ်ချက်ကခနာကိုယ်လေးကနေစိတ်ဝိညာဉ်ကိုထိုးလွှတ်နိုင်ဖို့ပဲဒီအဆင့်ကိုမင်းမရောက်သေးဘူးမဟုတ်လားဟုတ်ပါရဲ့ဆရာကျွန်တော်မရောက်သေးပါဘူးမင်းရောက်အောင်ကြင်ကြင်ရမယ်ဒါမှသာမင်းရဲ့တာဝန်ကိုပြေဝအောင်ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ကစန္တာလရွာ90ကိုကြီးကြပ်ပေးဝင်မဟုတ်လား ရွာကိုကြီးကျက်ဖို့ဆိုရင်မင်းကိုအခုလိုအခြေအနေရအောင်ကြင်ကြံခိုင်းပါမလားတကယ်တမ်းမင်းလုပ်ရမယ့်တာဝန်ကပကံဒေတာကိုလာရောက်ကြရဲ့ပုံကူမြက်တွေပေါ့အခုအညီပေးဖို့ပဲသူတို့ထဲမှာဒီဒေတာကိုရုပ်ပဲလာတဲ့သူတွေရှိရင်နံပဲလာတဲ့သူတွေရှိရင်ဒါတွေကိုမင်းအနေနဲ့တည်ထားဖို့လိုတယ်မဟုတ်လားဒါဆိုကျွန်တော်ရုံဏခွဲတဲ့ပညာကိုထပ်ပြီးလေ့ကျင့်ရမှာပေါ့ဟုတ်တယ်ပြက်က ကျေးရတွင်စီဒီမှာမိရဲ့တာဝန်ပြီးဆုံးသွားပြီမို့အာယုံတက်တာနဲ့ပကံမီကိုချေချရတော့မင်းတမန်နဲ့တံပိုးကရောလိုက်လိုက်လာချရမှာလားဒါမှမဟုတ်တယောက်ထဲသွားရမှာလားမိတယောက်ထဲသွားရလိမ့်မယ်ဟိုရောက်တာနဲ့မနေ့ပိုင်းဝန်ဆာအတွက်ရှာဖွေပြီးညပိုင်းမှကြင်ကြင်ရမယ်မင်းလုံနိုင်ပါမလား လုံနိုင်အောင်ကြိုးစားမယ်ဆရာဒီကျင့်စဉ်အောင်မြင်ရင်ဆရာစီအရင်လာခဲ့ပါမယ်လိုအပ်တဲ့ကျင့်စဉ်ကျင့်ကြံဤတွေကိုသက်ဆိုင်ရာပုဂ္ဂိုလ်တွေကမိကိုလာတင်ကြားပေးလိမ့်မယ်ဒါကြောင့်ဒီညရဲကလိုအပ်တဲ့ပစ္စည်းတွေအသင့်ထည့်ထားပြီးတော့အမြင့်သားစကားကြောင့်ဖြစ်ကလည်းတန်ဖိုးနဲ့ဓမ္မကိုနှုတ်ဆက်ခါတဘိုးနဲ့အိတ်သေးကိုပစ္စည်းတွေထည့်လိုက်ပါတော့တယ်အလင်းရောင်ကအရှိပရဲ့ကနေအနေငယ်ဖြားထွက်နေပေမဲ့တံဝင်းချင်းတစ်ခုလုံးကိုမြင်သာအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီ။ အဲ့ဒီအချိန်ဗက္ကရဲ့ခြေလှမ်းတွေကကြက်ရက်တွင်စီရီရဲ့ဝေးရကိုရှောင်းလန်းနေသလိုစီရီဘက်ကနေလည်းပထမရွတန်တက်တဲ့ထွက်ပေါ်နေခဲ့တယ်။ထိုးစင်းတခွက်ခွက်နဲ့ပြေးလာတဲ့မြင်းခွာတန်ကြောင့်လက်ကြည့်လိုက်ရတကူလုံးဆွဆွဖြူနေတဲ့မြင်းဖြူတစ်ကောင်သူ့ရှိကိုဒုံဆိုင်ပြေးလာတာကိုမြင်လိုက်ရတယ်။ ရင်းဖြူကြီးကလည်းအနားရောက်တော့ မြေကြီးပေါ်မှာဒုခွေးကထိုင်ချလိုက်ပြီးပြက်ကားရဲ့ကိုကိုဦးကောင်းနဲ့တိုးဝေကပုတ်တက်နေခဲ့တယ်။မချမီအချိန်အတွင်းမြင်းဖြူရဲ့ကိုပေါ်မှာစီးနေလိုက်ပါသွားတဲ့ပြက်ကားကိုမြင်လိုက်ရပြီးမြေနီလန်းတစ်လျှောက်ကလည်းမြင်းခေါ်တန်နေထပ်ပေါ်ခဲ့တယ်။တူညင်စွာထပ်ပေါ်လာတဲ့ညတူတူဟီတန်တွေကပြက်ကရဲ့နားတွေကိုတကာရီလိုတိုးဝင်လာခဲ့တယ်။တိတ်မကြခင်အချိန်အတွင်း ညူတူတူရည်တန်တွေအဖြစ်ကနေမန်းကောင်းတန်နဲ့ရီမောတန်တွေကအဖြစ်ပြောင်းလဲသွားပြီးအပုံနဲ့ကလည်းလှိုင်ခနဲ့ထွက်ပေါ်လာခဲ့တယ်။ ငါစိတ်ရင်လို့မဖြစ်ဘူးဒီလိုမောင်မဲနေရဲ့ညတကောင်ချိန်မှာငါအတွက်ငါပဲရှိရဲ့ပြက်ကမင်းလုံးနိုင်ပါတယ်လို့ကိုကိုကိုအတင်းကြီးလေးလံနေတဲ့စိတ်ကိုဖြေလျှော့လိုက်တယ်ဆိုရင်ပဲစိတ်ကိုနှစ်ဖက်အလေတက်တက်စီပို့ထားဗာအကြောင်းဖြစ်ဖြစ်မျက်စိမဖွင့်ကြည့်နဲ့မင်းနဲ့အတူငါရှိနေရဲ့ဆိုတဲ့အောင်မြင်တာရဲ့အတန်ကိုကြားလိုက်ရတော့ပြက်ကလည်းဆရာဖြစ်သူရဲ့အတန်ကြောင့်ပုံမအတက်သွားပြီးခန္ဓာကိုယ်မှာရှိနေတဲ့အသည့်စိတ်အားလုံးကိုနှစ်ဖက်အလေတက်ရဲကိုပို့လွှတ်လိုက်တဲ့အချိန်အဝင်းကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးရင်းနှီးကနေအင်းများတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာ ာခဲ့တယ်။ဟုတ်တယ်စက်ထိန်ထားအတိကိုမလွတ်စင်းနဲ့အောင်မြတ်တရဲ့အတန်ကို နားရဲကိုတိုးဝင်လာတာကြောင့်စိတ်ကိုမယိုင်နေအောင် ထိလိုက်တယ်ဆိုရင်ပဲခနာကိုကိုလေးဆုပ်ဆက်တစ်ခုနဲ့ဆုပ်ယူသွားသလိုအပေါ်ကိုမြှောက်တက်သွားခဲ့တယ်။ပေါ်ပါနေတဲ့ခနာကိုကလေတူထဲမှာအခြေတန်းကြာတက်နေတဲ့အပြင်ဆရာဖြစ်သူရဲ့အတန်ကိုမချားရတော့တာကြောင့်ဒီတစ်ခေါက်လေးမအောင်မြင်ပြန်မှုဆိုတဲ့အတင်းနဲ့မျက်စိကိုအသာဖွင့်ကြည့်လိုက်ရာခနာကိုကလေပေါ်မှာငြိမ်သက်နေပြီးသူ့သူ့အောက်မှာတော့တရားထိုင်နေတဲ့မူရင်းခနာကိုကိုမြင်တွေ့လိုက်ရတယ်။ ငါငါရင်နဲ့ငါအပြင်ကိုထွက်လာတာလားဖြက်ကကလက်တွေလှုပ်ရှားကြည့်လိုက်ရသူ့ဆန္ဒအတိုင်းလှုပ်ရှားလို့ရနေတာကိုသတိထားမိခဲ့တယ်ငါအောင်မြင်ပြီတနည်းလောက်ကြောင့်ရှုံးနေတဲ့ခြေစဉ်ကအခုမှအောင်မြင်ပြီဟဲ့ဖြက်ကလည်းဝန်တာအားရကြုံသွားပြီနံရုပ်ကိုခနာကိုယ်လေးပြန်ဝင်ပို့စိတ်ညွတ်လိုက်ရမူရင်းခနာကိုယ်ကနေအလွန်သေးငယ်တဲ့ငွေရောင်ကျိုးမြင်လေးတစ်ခုပေါ်လာပြီးရပီးကျိုး ဖြစ်တယ်လို့ဆွဲခေါ်တော့ခဲ့တာကိုသတိထားမိခဲ့တယ်။ချက်ကလည်းညယုတ်ကမူလခဏကိုတဲ့ဝင်ရောက်တာနဲ့မျက်စိဖွင့်ကြည့်လိုက်ရာစီမီးတွေအတီးတီးကင်ဆောင်ထားတဲ့ယောက်ျားမိန်းမတွေကပြက်ကထိုင်နေတဲ့စည်ဒီပေါ်ကိုတက်လာပြီးမင်းပူဆိုကြပါလေရောဝတ်စားထားပုံကအခုခေတ်ပုံစံမဟုတ်ပဲညီစင်ကတင်ခဲ့ဘူးတဲ့ပကံခေတ်ဝတ်စားစီရင်မှုဖြစ်နေတာရောပြီးပြီမှရှိရဲ့စည်ဒီတွေကိုလိုက်ကြည့်ရာမြောင်များစွာသောလူတွေကပကံခေတ်ကအဝတ်စားတွေဝတ်ဆင်ပြီးစီမီးကိုစီကင်ကစည်ဒီကိုမိပူဆိုနေတာကို မြင်တွေ့လိုက်ရတယ်။ဒီတော့မှပဲကောင်းကင်ကိုမိုးကြည့်လိုက်ရတင်ကင်းစီနီပြည်ပြည့်ဝတောက်ပါနေတဲ့လာဝန်းကြီးကိုမြင်တွေ့လိုက်ရတာကြောင့်ဒီနေ့ကသတင်းကြိုလာပြင်းနေပဲလို့ရေရွတ်လိုက်ပါတော့တယ်။เสียဒါဆိုကိုပြက်ခါကနှယုတ်ခွဲတဲ့ခြေစဉ်ကိုအောင်မြင်ခဲ့တာပေါ့ဟုတ်တယ်မကောင်း သူကနေရုံခွဲခြင်းစဉ်ကိုအောင်မြင်ပြီးနောက်အခြားပညာရှင်တွေကိုလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်လည်းသိချင်တာတစ်ခုရှိသေးတယ်။ဘာများလဲခွန်လား။သူနေရုံခွဲခြင်းစဉ်အောင်မြင်တဲ့အချိန်မြင်လိုက်ရတဲ့လူတွေကဘယ်သူတွေလဲ။ဒီနေ့မြင်မှာကြံနေသေးတယ်မချွတ်မလွတ်တွေလား။ဇက်ကရဲ့ပါရမီကဒီနေ့မြင်မှာရှိနေတဲ့မချွတ်မလွတ်တဲ့သူတွေကိုမြင်ရတာပဲ။ဒါကြောင့်ခြင်းစဉ်အောင်တာနဲ့ အကုန်လုံးကိုမြင်တွေ့ခဲ့ရတယ်။နောက်ပိုင်းတွင်မှလည်းအချင်းရရသလိုပကံသားတွေနဲ့မိဖွဲ့တော်တာပဲလေ။ဒါကြောင့်မင်းတို့ပကံခိရောက်တုန်းကဘလို့ရှင်နေရမယ်ဆိုတာသူသိနေတာပေါ့။ဒါကြောင့်ကိုဟိုလေသူ့မြင်းဖြူကြီးကရောအခုရှိနေတော့မဲလားဆရာ။သူ့ရဲ့မူလ မူလနေရာဖြစ်တဲ့တက်တော်မြူစီဒီမှာဖြက်ခပြန်လာကိုစောင့်နေတယ်လေဒါနဲ့လေကိုဖြက်ခကသူ့မိဘတွေစီကိုတခါမှမပြန်တော့ဘူးလားကိုကသူ့ကိုအတော်လွမ်းနေမှာပဲနော်သူပြောတာကတော့လူကိုယ်တိုင်ပြန်ရင်တင်ရုံးစင်ပြန်တွေ့မိလိမ့်မယ်တဲ့ဒါကြောင့်သူ့မိဘတွေကိုတတိယရင်အိမ်မက်ပေးပြီးတွေ့ရဆိုပဲအမြတ်တန်စကားကြောင့်မောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်စီပေါ်မှာတန်ရှိလုံနေတဲ့ဖြက်ခကိုပြန်တူငေးကြည့်လိုက်ပါတော့တယ်ဤတီကဖြက်ခဤအထုပ်ပတိပဲဒီ အောင်မြတ်သားတို့ပကံမြေမှာအတန်ကြာအောင်နေထိုင်ပြီးနောက်မှာတော့ရွှေမော်တို့ဖျားဖို့ရဲ့အတွက်ပကံမြို့တို့ဆင်းလာခဲ့ကြတယ်။ပကံမြို့ကို ရောက်ရှိတဲ့အခိုင်အသက်သွင်းပြီးစွန့်ထားတဲ့ကိုအောင်နိုင်နှစ်ယောက်ကိုမတိနာမလဲပဲယူဆောင်မိရဲ့ကလေးကြောင့်မိသားစုတွေတွေ့ပြတဲ့အထိအချောင်းအလန့်ခံနေရတာကိုကူညီပေးခဲ့ကြရတယ်။ဒီအကြောင်းကိုတော့အောင်မြတ်သားနဲ့ကိုအောင်နိုင်နှစ်ယောက်ဆိုတဲ့ဆလန်းလေးကိုနားဆင်ပေးကြပါဦးရှင်။ ခုလိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်များမှလည်းအခုလိုပဲစိတ်ဝင်စားဖွယ်ဇလန်းလေးတွေကို ဖြောပြတက်ဆက်ပေးမှဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးရှင်။အသစ်သစ်တွေတင်တိုင်းသိရှိဖို့အတွက်လည်းဘေးနားကနိုတီဘဲလေးကိုနှိပ်ပေးခဲ့ကြပါဦးရှင်။